မြန်မာနွေဦးခရိုနီကယ်ဧပြီ3မြင်ကွင်းစစ်ကောင်းဆောင်ရဲ့ထိုင်းနိုင်ငံကီနယ်တပ်တမရေးရအတိမတ်ပြုခံရဖို့ရည်ရွယ်သလားမြန်မာနိုင်ငံမှာမလတ်28ရက်နေ့ငလျင်တန်းကြောင့်ရုံးဆိုင်ရာနေပြီးတော့အပါဝင်ဒုတိယအကြီးဆုံးမြို့မန္တလေးမြို့နဲ့အခြားမြို့တွေတော်တော်များများကယ်ဆယ်ရေးလှုပ်ဆောင်ရေးမပြီးသေးခင်မှာထိုင်းနိုင်ငံမှာကျင်းပမဲ့မင်္ဂလာပင်လယ်နိုင်ငံများစီပွားရေးနဲ့ဤပညာဘတ်ဆောင်ပူပေါင်းဆောင်ရွက်ရေးအဖွဲ့ဘင်းစတက်ဖွဲ့ရဲ့ပြည်စင်ကြီးလာကံကိုစစ်ကောင်းဆောင်ကကိုယ်တိုင်တက်ရောက်လာခဲ့ပါတယ်။ တောင်အရှနိုင်ငံများဖြစ်တဲ့အိန္ဒိယ၊သီရိလင်္ကာ၊ဘင်္ဂလားဒေ့ရှ်၊နီပေါ၊ဘူတန်၊ထိုင်းနဲ့မြန်မာခုနှစ်နိုင်ငံပါဝင်တဲ့အဖွဲ့အစည်းရဲ့နှစ်စဉ်ကျင်းပတဲ့အစည်းအဝေးကိုတန်တမာရေးရအတိမတ်ပြုခံရဖို့ဆီယနာသိန်းကောင်းဆောင်ရဲ့ဂျိုးပတ်မှုတရအဖြစ်ရှုမြင်နိုင်ပါတယ်။တစ်ဖက်မှာလည်းဒေသတွေမှာလူခွင့်ရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီးငင်းပွားစရာဖြစ်နေတဲ့မြန်မာစစ်တပ်ရဲ့ကောင်းဆောင်ဖြစ်သူကိုဖိတ်ကြားမှုအတွက်အရှင်ထိုင်းနိုင်ငံရဲ့ဝန်ကြီးချုပ်ကိုတိုက်ခန့်တွေကဝေဖန်နေကြတာဖြစ်ပါတယ်။ ထိုင်းဝန်ကြီးချုပ်အနေနဲ့သူနိုင်ငံမှာအင်ရှင်ဖြစ်ကျင်းပတဲ့ conference ဖြစ်လို့ဖိတ်ဖို့မဖိတ်ဖို့ဆုံးဖြတ်ချက်ကဘင်းစတက်ဘက်ကအဓိကကြပြီးသူနိုင်ငံတနိုင်ငံတွေကဆုံးဖြတ်ခွင့်မရှိဘူးလို့ယူဆတာကြောင့်ဖိတ်ကြားတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဒီစီဝေးကိုပဲအိန္ဒိယဝန်ကြီးချုပ်လာရောက်ချိန်ဗန်ကောက်မြို့ကလေရင်ကွင်းမှာအိန္ဒိယနိုင်ငံသားတွေကြိုဆိုနေကြတဲ့မြင်ကွင်းနဲ့မြန်မာစေကောင်းဆောင်ဖြစ်သူဗန်ကောက်လာရောက်ချိန်ဘယ်မြန်မာနိုင်ငံသားမှမိအောင်လံကိုကြိုဆိုလို့တဲ့ဆန္ဒမရှိကြတာ။စေကောင်းဆောင်အနေနဲ့လည်း မြန်မာနိုင်ငံသားတွေကြိုဆိုမယ်လို့ဆိုရင်တော့စုံတရားအနေနဲ့ပြုခံရမှာဆိုလို့လက်ခံရဲမဲ့နေထားမရှိပါဘူး။မြန်မာလိုင်းခီးစင်နဲ့ပတ်သက်လို့အဓိကဝေဖန်ပြောဆိုစရာရှိတာကမြန်မာနိုင်ငံမှာနှစ်ပေါင်းများစွာအတွင်းတကြိမ်ကြုံရတဲ့ငနေကြီးလှုပ်ခတ်ပြီးတပ်ရှင်ကျန်ရစ်သူနဲ့တေဆုံသူတွေကုံအောင် ရှာဖွေကယ်ဆယ်ထုတ်ယူတာတွေမပြီးစီးသေးတဲ့အချိန်အုတ်ချုံရင်မြို့တော်နေပြည်တော်မှာလမ်းမေးအိတ်နေရတဲ့စစ်အစိုးရရဲ့ဝန်ထမ်းတွေအများပြားရှိနေသေးချိန်မှာ ထိုင်းနိုင်ငံကနှစ်ပတ်လည် conference ကိုတက်ရောက်ဖို့အဆုံးဖြတ်ခြင်းကတင်ဆောင်သူတွေထိခိုက်ခံစားနေရသူတွေကိုညနေလွဲကဲဖြစ်လုပ်တဲ့အထိပ္ပယ်လည်းတက်ရောက်နေတာဖြစ်ပါတယ်။ကမ္ဘာနိုင်ငံတွေကခေါင်းဆောင်အများစုဟာပြည်ရင်းမှာသဘာဝပေးရနေတဲ့ဂျုံနေရချင်းလိုမျိုးနိုင်ငံရေးအုပ်ချုပ်ရေးမတိမငိမ့်ဖြစ်နေချိန်မျိုးမှာပြည်ပကြီးစင်တွေကိုရဆိုင်ကပြည်တွင်းရေးကိုအာရုံစိုက်ဖြေရှင်းကြတာဖြစ်ပေမဲ့စစ်ကောင်းဆောင်မရောက်လိုက်နေတဲ့တော့ထိုင်းနိုင်ငံကိုတရားဝင်လာရောက်ပြီးနာဆကအစိုးရဖြစ်အတိမတ်ပြုခံရမယ်ခွေရေးကို နိုင်ငံမှာပါကြီးဖြစ်နေဖြစ်နေဒီမဆိုင်ဘူးဆိုတဲ့သဘောနဲ့လာရောက်တာလို့ကောက်ချက်ချရမှာဖြစ်ပါတယ်။ဆီယနာသိမ်းပြီးနောက်လာပိုင်းတွင်အာဆီယံမူငါချက်ကိုအကောင့်ထည့်ဖို့ဖို့ကောင်းငင်ခဲ့တဲ့မြောင်းလိုင်းနေနဲ့ဆိုပါမူငါချက်ကိုတနည်းကြားလဲအကောင့်ထည့်မဖို့တလို့၄နှစ်ကျော်လာသည့်အထိအကောင့်ထည့်ဖို့ခြင်းမပြုဘဲထားတဲ့အတွက်အာဆီယံဖွဲ့ကတော့နိုင်ငံရေးရတာဝန်ယူထားတဲ့ဘယ်မြန်မာကောင်းဆောင်မှတက်ခွင့်မပေးဘဲဆိုင်းငံ့ထားတာအခုချိန်ထိဖြစ်ပါတယ်။ဒီလိုချင်းနေမျိုးမှာထိုင်းနိုင်ငံမှာကျင်းပမဲ့ ဝင်းစတက်စည်းဝေးကိုအရှင်နိုင်ငံကဖိတ်ကြားလာကြတဲ့ကမင်းအောင်လိုက်ဖို့ဒီစည်းဝေးဟာသူ့အတွက်ဝါရဖြန့်မှုအနာသိစေဆိုရအနေနဲ့လူတော်တွနိုင်မှုအခွင့်အရေးတစ်ခုဖြစ်ရှုမြင်ထားတာကြောင့်ဖြစ်ပါတယ်။မြမစေကောင်းဆောင်အနေနဲ့မန္တလေး၊စကိုင်းနဲ့နေပြည်တော်ပြည်မနာငလင်ဘေးရဲ့နေရာကြားရောက်မှုကိုလည်းနိုင်ငံတကာကူညီတောင်းခံပြီးရေးပေါ်ကဲဆဲကူညီရေးနဲ့ပတ်သက်လို့နိုင်ငံတကာကဆက်သွယ်ဆောင်ရွက်လာတဲ့အပေါ်တန်တမာရေးရအတိမတ်ပြုမှုခံရတယ်လို့မျိုးဝါဒဖြန့်တယ်လို့ အိန္ဒိယနိုင်ငံတွေနဲ့ကမ္ဘာနိုင်ငံအချို့ကအရေးပေါ်ကယ်ဆယ်ရေးဖွဲ့တွေပြစ်စည်းကူညီတွေပေးအပ်ကြရမှာ၎င်းတို့ကိုအစိုးရတရက်ဖြစ်အတိမတ်ပြုမှုသဖွဲ့မဲ့ယူပြီးဝါရဖြန့်နေကြတာဖြစ်ပါတယ်။မန်ဒီကေမှာတော့ငလင်းတန်းခန်းစားနေကြတဲ့ဒေသတွေမှာလက်နက်ကိုင်တပ်တွေကူညီကယ်ဆယ်မှုအနေအဆုံဆင့်မှသာရှိနေတာကိုကြည့်ရင်နိုင်ငံတကာအနေနဲ့ဆေးဆိုးရရဲ့ဆန်းဆောင်ရေးကိုသိရှိကယ်ဖြန့်နိုင်ကြမှာဖြစ်ပါတယ်။လောလောဆယ်နေထားမှာတော့နိုင်ငံတကာအစိုးရတွေအနေနဲ့ မြမလူလူခန်းစားနေရတဲ့ငလင်းပေးတံကိုတတ်တာစေဖို့၎င်းတို့တက်နိုင်သမျှကျွမ်းကျင်မှုဤပညာအကူအညီနဲ့ရိတ်ခါစေဝါပစ္စည်းအထောက်အကူတွေယာယီစေယုံတွေဆောက်လုပ်ကူညီနေကြတာဖြစ်ပါတယ်။စစ်ကောင်စီကိုတိမတ်ပြူခြင်းမပြူခြင်းဆိုတာထက်လူလူရဲ့ခန်းစားနေကြရတဲ့ဒုက္ခကိုတတ်တာစေဖို့ကတော့အာယုံဆိုင်ကြတာဖြစ်ပါတယ်။စစ်ကောင်စီကောင်းဆောင်အနေနဲ့မြမလူလူရဲ့အရေးထက်၎င်းတို့ဆိုရအတိမတ်ပြူခံရရေးကိုတော့ဦးစားပေးလှုံ့ဆော်နေတာတွေ့ရမှာပါ။ဇန်နဝါရီလကမှအမေရိကန်သမ္မတဒစ်ထရန့်အာနာရယူပြီးတဲ့နောက် ကမ္ဘာနိုင်ငံခင်းချင်းတွေပြောင်းလဲလာစေမြမအရေးကိုအနောက်နိုင်ငံတွေအနေနဲ့ဖိအားပေးမှုနဲ့အာယုံဆိုင်မှုရော့လာခြင်းမှာမြမစစ်ကောင်းဆောင်ကခွင့်ရေးကိုလကောင်းအတွက်အသုံးချဖို့ရည်ရွယ်ထားပုံရပါတယ်။ရှစ်တောင်အာရှမှာအမေရိကန်ရဲ့ဩဇာရော့ကြလာခြင်းပြုတ်နိုင်ငံကဒီဒေတာတွေမှာပို့မှုရေးပါလာခဲ့ပြီးပြုတ်နိုင်ငံကိုဒစိတပိုင်းမီကိုဗစ်ရုရှားကိုကူကွယ်နေတဲ့စစ်ကောင်းဆောင်ဖို့ရုရှားသမ္မတကဖိတ်ကြားတဲ့ခီးစဉ်ကိုလည်းတွားရောက်ခဲ့တယ်လို့မြန်မာနိုင်ငံမှာရွေးကောက်ပွဲလာမယ်ဒီဇင်ဘာကနေနောက်နှစ်ဇန်နဝါရီအတွင်းကျင်းပမယ့်အကြောင်း စူပါခီးစဉ်တွင်ထုတ်ပြောခဲ့ပါတယ်။ခုဂျပန်ထိုင်းခီးစဉ်ပထမနေ့မှာပဲငလင်ကပေးကြောင့်ရွေးကောက်ပွဲရွှေဆိုင်မှာမဟုတ်ကြောင်းထပ်မံပြောဆိုလာပြန်ပါတယ်။အင်းဒီချင်းနိုင်ငံနဲ့အာဆီယံနိုင်ငံအချို့ကတော့မြန်မာစစ်ကောင်စီနေနဲ့ပြည်တွင်းစစ်ရဲစဲရဲအတွက်လှုံ့ဆော်မှုတိုက်တွန်းမှုတွေလည်းရှိလာပါတယ်။ပထမဆုံးအနေနဲ့စင်ကာပူနိုင်ငံနိုင်ငံသားဝန်ကြီးကချက်ချင်းပြည်ရဖို့တောင်းဆိုလိုက်တဲ့တဲ့ရင်လဲငလင်လှုပ်ပြီးသုံးရမြောင်းနေ့မှာထွက်ပေါ်လာပါတယ်။လူသားချင်းစာနာမှုအကူအညီတွေဆောင်ရွက်နိုင်ဖို့ ချက်ချင်းအပြည့်ရဖို့တောင်းဆိုပြီးရန်နှင်းငယ်ကြမှာတစ်ဖက်သက်ပြည့်ရတာဒုစရက်တာတွေစစ်ကောင်စီနဲ့လက်နက်ကိုင်ဖွဲ့ချုပ်ကကြီးညာပေမဲ့ခွေးပိုင်းတွေထိချက်ချင်းပြည်နယ်ကရင်နီကရားပြည်နယ်နဲ့ရခိုင်ပြည်နယ်တွေမှာစစ်ကောင်စီကလေကြောင်းတိုက်ခတ်မှုတွေဆက်လက်လုပ်ဆောင်နေဆဲဖြစ်တာတွေ့ရပါတယ်။စစ်ကောင်ဆောင်ရဲ့ထိုင်းနိုင်ငံခီးစဲဟာ၎င်းအတွက်အရင်နဲ့အမြန်လို့၎င်းဘက်ကရှုမြင်ပေမဲ့ငလင်ပေးတဲ့ကြောင့်ရေးပေါ်အကူအညီတွေကိုကောင်းစွာစီမံခန့်ခွဲနိုင်ခြင်းမရှိသေးတဲ့ချိန်ဒီပတ်မှာတန်တမန်ရေးပြရုပ်ဖြစ်ဖို့ဂျူးစားမှုက ်ပြောင်းမြဲအကျိုးသက်ရောက်မှုတွေသာရရှိလာနိုင်မှာဖြစ်ပါရဲ့ရှင်။